တမီဆိုဖန်းစီခံရခြင်းအွန်လိုင်းတရားရုံးမှအစားဆက်သွယ်ရေးဥပဒေ66ခါကြီးဖြင့်အဆုံးသတ်လားအွန်လိုင်းပေါ်မှာဘသူကမှမကြောက်မရွံ့ကုပ်ပွင့်လေးလေးဝေဖန်တတ်တဲ့သူတရားပြိတဲ့ချိုးရဲ့အချစ်တော်အချိုးရဲ့အမုန်းတော်တမီဆိုခေါ်တဲ့ကိုကိုယုံကြည်ရခတ်တဲ့စသိန်းတစ်ခုနဲ့ရင်ဆိုင်လိုက်ရပါပြီတမီးဆိုးကခြေတယ်ဆိုရင်တမီးဆိုးရှိမှာဈေးဝယ်တဲ့ကစတမာတွေအကုန်လုံးကလည်းစောက်ခြေတယ်ကြီးပဲအခြေမိုးတယ်ကြီးပဲအော်တိုဘတ်၁၂ရက်ရန်ကုန်လေးစိတ်မှာ ထိုင်းနိုင်ငံကိုထွက်ခွာမခီမဆက်တင်မိခင်ပါပဲတမီဆိုအားရဲတပ်ဖွဲ့ကဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်ဒီဖမ်းဆီးမှုဟာရိုးရိုးတရေတခုလားဒါမှမဟုတ်မြန်မာအွန်လိုင်းလောကအတွက်အပြောင်းလဲတခုလားဒီတင်ဆက်မှုမှာတော့အသေးစိတ်ပြောပြပေးသွားပါမယ်ဖမ်းဆီးမှုဒီရုပ်တရက်ဖြစ်ပေါ်ခဲ့တော့လေအကြောင်းအရင်းမှာလနိုင်ငံချမင်းခဲ့သည့်အငင်းပွားမှုတခုဤအကျိုးဆက်ပဲဖြစ်ပါတယ်အဓိကအမှုဖွင့်တိုင်ကြားသူမှာပြည်ဦးလေးမျိုးမှာအွန်လိုင်းစီးပွားရေးလုပ်ငန်းရှင်ဒေါ်အေတင်ကုံဖြစ်ပြီ အေတင်ကိုကတမီဆိုအားဆက်သွေးဥပဒေပုံမှန်66ကကြီးဖြင့်အမှုဖွင့်ထားခဲ့ခြင်းဖြစ်ပါတယ်။ပုံမှန်66ကကြီးဆိုဒီမှာဆက်သွေးဥကိုရတဲ့ခုခုကိုအသုံးပြုပြီးပုံကူတူဦးအားချောင်းလန်တောင်းယူခြင်း၊နိုင်ထဆင်းနေပြုခြင်း၊အတီရဖြတ်ခြင်း၊နှောက်ရှက်ခြင်း၊မလျော်ဩစာတုံးခြင်းသို့မဟုတ်ချင်းချောက်ခြင်းတို့အတွက်အရေးယူနိုင်သော ပြစ်မှုပဲဖြစ်ပါတယ်။ ဒီပုံမှန်ဟာအာမခံပေးဖို့မရှိသလောက်ရှားပါပြီးထောင်တန်းကို၃နှစ်အထိချမှတ်နိုင်တဲ့ပြင်းထန်တဲ့ဥပဒေတရလည်းပဲဖြစ်ပါတယ်။ဒေါ်အေတင်ကိုဘက်ကအော်တိုဘာလ6ရက်နေ့ကလေးကတင်ကြားထားတဲ့အမှုပွင့်စာမှာသမီးစိုးရဲ့ Facebook Live မှာပြောဆိုခြင်းများသည့်သူမတို့၏စီးပွားရေးနှင့်ပုံကူရေးပေါ်မိတို့ထိခိုက်ခဲ့ပုံကိုအသေးစိတ်ဖော်ပြထားပါတယ်။အထက်ကတင်ကြားချက်များကတော့ပထမဆုံးအနေနဲ့သမီးစိုးဟာဒေါ်အေတင်ကိုရဲ့မိသားစုကိုတိုက်ခတ်ကိုနင့်နာစေရန်ရည်ရွယ်ချက်ရှိရှိဖြင့်မဟုတ်မမှန်သတင်းများကိုထုတ်လွှင့်ပြောဆိုခဲ့တယ်လို့စွပ်စွဲထားပါတယ်။ ဒုတိယအချက်ကတော့တိုင်ကြားသူရဲ့စီးပွားရေးလုပ်ငန်းများဥပမာစားတောက်ဆိုင်ဟိုတယ်သို့မဟုတ်အခြားစီးပွားရေးလုပ်ငန်းများကိုပါရည်သွင်းပြီးယုံကြည်မှုပြက်ပြအောင်စကလုံးများဖြင့်တိုက်ခတ်ခဲ့ခြင်းမှာဒါအပြင်ဒေါ်အေတင်ကိုဤလူမှုဘဝပဝန်းကျင်ဆက်ဆံရေးများကိုလည်းတက်စီစဉ်ရန်ပြောဆိုမှုများလည်းပါဝင်ခဲ့ပါတယ်အရင်ကြီးဆုံးကတော့တမီးစုဟာဒေါ်အေတင်ကိုကိုဥပဒေအကြောင်းအရပြစ်ဒဏ်ကျစီလိုကြောင်းသို့မဟုတ်ထောင်ကျစီလိုကြောင်းနှုတ်ဖြင့်ထုတ်ဖော်ပြောဆိုခဲ့သည်ဟုလည်းတိုင်ကြားမှုတွင်တိတိကျကျဖော်ပြထားပါတယ် ယခုဖမ်းဆီးထိန်းသိမ်းမှုသည်ရင်းတိုင်ကြားစာကို အခြေခံပြီးတရားစီရင်ရေးလုပ်ငန်းစဉ်အရဆောင်ရွက်ခဲ့ခြင်းပဲဖြစ်ပါတယ်။သမီးစုတက်ကိုကိုဟာအမေရိကန်နိုင်ငံသို့အပြစ်ခံယူထားပြီးမြန်မာပြည်တွင်စားသုံးသူပစ္စည်းရောင်းချခြင်းနဲ့ cosmetic ပစ္စည်းများကို online live များမှတစင်ထင်ရှားလာသူလည်းဖြစ်ပါတယ်။ ။သူမဟာကိုပိုင်အမြင်သဘောထားကိုပြင်းထန်ပြတ်သားစွာထုတ်ဖော်သူဖြစ်လူသိများပြီးသူမရဲ့ဝေဖန်တိုက်ခိုက်တဲ့မြောက်ဥတွေဟာလည်းနိုင်ငံရေးနယ်ပယ်ကပုံပုံများစီရေကောင်းဆောင်များနမဲကြီးတို့ပညာရှင်များနဲ့အခြားပြိုင်ဘက်အွန်လိုင်းဆယ်လီများအပေါ်တိုက်ရိုက်ကြရောက်လို့ရှိပါတယ်။နိုင်ငံရေးအစိမ်းတွေအနီးတွေကာလာတွေလာမစိုးနဲ့။ငါမကြိုက်ဘူး။ငါမကြိုက်ဘူး။တခုခုဆိုလို့ရှိရင်ကျမ900ငါးနဲ့ပြင်းနေရလို့ဟမ်900ငါ့ကိုခံဝင်ထိုးပြီးတော့ ခုကျတော့နင်ရောက်သားရနေတယ်ဘာလဲညမာပြီးရောက်ပါတယ်တော်လိုင်းရေးပြီးွားပြီလားဒီလိုဝေဖန်ပြောဆိုမှုပုံစံတွေကြောင့်သူမမှာထောက်ခံအားပေးသူအင်အားကြီးများစွာရရှိခဲ့သလိုတစ်ဖက်မှာလည်းအငင်းပွားမှုများတံပြန်တိုက်ခတ်မှုများနဲ့တရားစွဲဆိုခံရမှုများကိုလည်းမကြာခဏရင်ဆိုင်ခဲ့ရပါတယ်။သူမရဲ့ပြောဆိုမှုများဟာအမေရိကန်နိုင်ငံသားတအုပ်အနေနဲ့လှုပ်ဆောင်တာလားဒါမှမဟုတ်မြန်မာနိုင်ငံသားပြည်သက်ကိုကိုးစားပြုတာလားဆိုတဲ့ရှုထောင့်မှန်တဲ့ဝေဖန်ဆန်းစစ်မှုတွေလည်းရှိခဲ့ပါတယ်။ လက်ရှိအချိန်ဒီမှာတော့တမီဆိုအားအမှုဖွင့်ထားသည့်ပြည်ဦးလေမြို့မရဲစခန်းသို့ပို့ဆောင်လာပြီးစစ်ဆေးမှုများဆက်လက်လုပ်ဆောင်နေပြီလည်းဖြစ်ပါတယ်။တီမှုရဲ့အဆုံးသတ်ဟာမြို့မအွန်လိုင်းလောကအတွက်အရေးပါတဲ့တရားမှုနှစ်ရပ်ကိုဖြစ်ပေါ်စေနိုင်ပါတယ်။ပထမတစ်ချက်ကအွန်လိုင်းပေါ်မှာလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ရကန့်သတ်ခြင်းများဘယ်အထိရှိနေလဲဆိုတာကိုရှင်းရှင်းလင်းလင်းပြသလိုက်ခြင်းပါ။ ဒုတိယတစ်ချက်ကတော့အမေရိကန်နိုင်ငံသားခိုင်မာတဲ့လူတအုပ်ကိုပြည်တွင်းဥပဒေ66ခါကြီးဖြင့်အရေးယူခြင်းပြီးနိုင်ငံတကာအဆင့်ထိပါမျက်စိကျစရာဖြစ်လာနိုင်ပါတယ်။နိုင်ငံတကာလူ့အခွင့်အရေးဆောင်ကြည့်သူများကရေခင်ကလေးကပင်66ခါကြီးပုံမှန်ကိုလွတ်လပ်စွာပြောဆိုခွင့်ကိုကန့်သက်သည်ဟုဝေဖန်ခဲ့မှုသည့်အတွက်ဒီအမှုဟာဥပဒေကြီးရာဆွေးနွေးညှိနှုံမှုများစွာကိုလည်းဆက်လက်ဖြစ်ပွားစေဖို့မှာအတိအကျပါပဲ။ဒီတော့တမီးစိုးလိုအပွင့်လင်းဆုံးပြောတတ်တဲ့သူတအုပ်တော်မှာဥပဒေအရအရေးယူခံခဲ့ရတဲ့ဖြစ်ရပ်ကနေကျမတို့ဘာသင်ခန်းစာယူရမလဲ။ ။ online ပေါ်ကကိုယ့်ရဲ့စကလုံးတိုင်းဟာလက်တွေ့ဘဝမှာကြီးမားတဲ့အကျိုးဆက်တွေရှိနိုင်နေဆိုတာကိုပါ။သိရမျိုးဘယ်လိုရှိပါသလဲ။တမိဆိုဖန်းစီခံရမှုဟာတရားမျှတမှုရှိပါသလား။ဒါမှမဟုတ်လွတ်လပ်စွာပြောဆို권ကိုချုပ်ချယ်မှုလား။ comment မှာပညာသားပပဝေဖန်ဆွေးနွေးပေးခဲ့ဖို့ကျမတို့ဖိတ်ခေါ်ပါတယ်ဒီလိုမျိုးစိတ်ဝင်စားစရာတည်င်းခွဲခြမ်းစိတ်ဖြာချက်တွေကိုအမြဲကြည့်ရှုနိုင်ဖို့ like and subscribe လုပ်ပြီးခေါင်းလောင်းလေးကိုလည်းနှိပ်ထားဖို့မမေ့ပါနဲ့ကြည့်ရှုအားပေးမှုအတွက်အထူးကျေးဇူးတင်ရှိပါတယ်